ကက်လူဆောင်တုံးလေးကျွန်တော်မွေးကနန်းစိုက်လေးပြမယ်เนาะညကျွန်တော်ပြတဲ့ကနန်းကိုလေးကိုเนาะအဲ့တော့မွေးကနန်းရှိတယ်ဒါပေမဲ့သူထွက်မဲ့အချိန်ကတော့ကျွန်တော်ဖမ်းထားတာဟိုအောက်နာမှာเนาะဒါပေမဲ့ညကကိုထိတ်စီဆိုင်နေကျွန်တော်ပြခဲ့တယ်အဲ့ကျွန်တော်တို့ဒီကနန်းကိုခုနကကျွန်တော်စားတင်လိုက်တယ် 90တခုနှစ်ကခုနှစ်ကြိမ်မှာသူက303ခွန်ဖြစ်ကမှာเนาะဒီမှာကလနာနည်းနည်းလေးပြတ်တယ်အဲ303ခွန်လား1လားကျွန်တော်မေ့တယ်သူကခွန်ဖြစ်ကမှာเนาะအဲအဲ့ဒီမှာကျွန်တော်တို့ဒီတစ်ဆုံးတဲ့ခုနှစ်ထဲမှာ303ခွန်ဆိုတဲ့ခဏန်းသူလိုက်ထွက်တယ်လို့ပြောတာเนาะထွက်ပြီးတာနဲ့သူ့ရဲ့3ဘွဲကျော်မှာထွက်တဲ့ခဏန်း981ဆိုတဲ့ခဏန်း ဒီကဏ္ဍဒီနော်သူကနေ၃ခွဲကျော်မှာထွက်တဲ့ကဏ္ဍကသူ့ရှေ့နှစ်ကနော်သူ့ရှေ့နှစ်က၅ရှေ့တက်ဆိုတဲ့ကဏ္ဍနော်လာထွက်တာအဲ့မှာဒုတိယကတ်မှာလဲကျွန်တော်တို့တက်စွန်းတဲ့ခုနှစ်ထဲမှာ၃ညာ၃ခွန်ဆိုတဲ့ကဏ္ဍသူကလိုက်ထွက်နော်အော်တိုလိုက်ထွက်တာ အဲ့ဒီတော့ညာသုံးကုန်ထွက်ပြီးတဲ့နေသူကနေတနေ့သုံးပွဲကြော်လိုက်တာနဲ့အဲ့ဒီမှာထွက်နေတဲ့ဒီကဏ္ဍ၄50ဆိုတဲ့ကဏ္ဍဒီသူ့ရှေ့နှစ်ကကဏ္ဍနော်၄50အဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်အချိန်ကြီးယူလိုက်တော့မယ်နော်ဒီကဏ္ဍရေဒီကဏ္ဍရေအခုဒီကဏ္ဍ66ရေပေါ့ဒါကျွန်တော်တစ်ခါပြဘူးတယ်အဲ့အဲ့ဒီမှာ သူကနေပြီးတော့ကျွန်တော်တို့၃နှစ်ကျော်မှထွက်တဲ့ခဏ33ခွန်ရဲ့8နှစ်ကခဏเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ဆွန်းလေးဟူးနှစ်ထဲမှာ33ခွန်ဆိုတဲ့ခဏအော်တိုလိုက်ထွက်တာအတူထွက်ပြရတဲ့ဂျားထဲမှာတစ်ပွဲနှစ်ပွဲသုံးပွဲကြုံလိုက်လို့ဒီနေရာမှာထွက်တဲ့ခဏ3ခွန်နှစ်ဆိုတဲ့ခဏဒီเนาะအဲ့ဒီ3ခွန်နှစ်ဆိုတဲ့ခဏဒီ33ခွန်ထွက်ခဲ့တဲ့8နှစ်ကခဏเนาะကျွန်တော်တို့3ခွန်နှစ်ဆိုတဲ့ခဏဟုတ်ပြီလား ဒါဆိုရင်အခုကျွန်တော်တို့ဒီကနေပြီးတော့သုံးဘွဲကြော်တန်းနေเนาะဒီကနေကျွန်တော်တို့သုံးဘွဲကြော်တန်းနေပြေးလာလိုက်ဒီကိုကို၄ဆိုတဲ့ကတည်းဒီနှစ်ထဲမှာထွက်ကမှာเนาะကျွန်တော်ကဒီ၃ည၃ခွန်ရေ၃ဘွဲကြော်ဆိုပြီးဒီနေရာမှာကျွန်တော်ထည့်ထားတာရှိတယ်အဲ့တော့ညာကျွန်တော်ကပြခဲ့တာကဒီဘွဲမှာပေါ့เนาะဒီဘွဲမှာထိုးသင့်နေဒါပေမဲ့ပြောလို့တော့ပဲရမလို့เนาะဒါမှမဟုတ် तू ကကြော် ဒီမှာထွက်ပြီးညီမဒီမှာရောက်လို့ပြန်ကြရင်လည်းကြထွက်တာပဲစောထွက်ခြင်းလည်းထွက်တာပဲလေးခက်ဖြစ်နေအောင်နော်ဟုတ်တယ်မလားအဲ၃ည၃ခုတဒန်းထဲမှာထွက်တဲ့ကနန်းသူ့ရှေ့နှိကကနန်းနော်၃ည၃ခုရှေ့နှိကကနန်းအဲ၃ည၃ခုရဲ့၃ပွဲကျော်တဒန်းထဲထွက်တဲ့ကနန်းသူ့ရှေ့နှိကကနန်းအဲဒီမှာ၃ည၃ခုထွက်တယ်သူနဲ့တဒန်းထဲထွက်တဲ့ကနန်းဒီ၃ည၃ခုရဲ့ဘေးရင်ကရှေ့နှိကကနန်းအခုဒီမှာ၃ည၃ခုသူနဲ့ ၃ဘွဲကျော်ထွက်မဲ့ကဏန်းသည်ဒီကဏန်းကိုကျွန်တော်ဖမ်းထားတာကိုလေးလေးနော်ဒါပေမဲ့ညကကျွန်တော်ကဒီနေရာမှာလဲထွက်လို့ရတယ်လို့ဆိုပြီးညကကျွန်တော်ပြခဲ့တာနော်အဲတူထွက်ရှင်လဲထွက်မှာပေါ့ထွက်ပြီးတဘွဲကျော်ပြန်ကြတော့ဘာလို့လဲကြာရင်ကြာသွားမှာပေါ့လေနော်ဟုတ်လားပြောလို့ပဲရမှာကြောက်ပြီအဲ့တော့ချိန်ကြီးညကကျွန်တော်ပြခြင်းတာကကျွန်တော်မိနစ်ကတော့အသေးအတန်မွေးခိုင်းနေကဏန်းနှစ်ငါးတက်ဆိုတဲ့ကဏန်းထွက်မလာအခုဒီပွဲမှာအဲ့ကဏန်းကတိုက်တိုက်ဆိုင်ဆိုင်လာတွေ့အဲ့ဒါလေးကျွန်တော်ပြမှာ အဲ့တော့ကျွန်တော်တို့ဒီ646ကကျွန်တော်ပြဘူးတယ်ဒီဒီဘေးမှာကျွန်တော်6ထိတ်နဲ့ပြတော့မှာအဲ့646ကိုကျွန်တော်ထည့်ပြပေးဘူးတယ်ဒါပေမဲ့အခုဒီထွက်သွားတဲ့ခါကျတော့ကျွန်တော်ဖမ်းတဲ့ site အတိုင်းပဲသူထွက်တာပဲကျွန်တော်ကမေ့နော်မတတ်နိုင်ဘူးလေအော် no summer ငါးဆုံးနော်ငါတို့ငါးဆုံးငါးဆုံးတုံးကတ်ငါတို့ကစားမယ်အဲ့ဒီငါးဆုံးနဲ့ခုနှစ်ထဲမှာဒီဆောင်သုံးလုံးကခွန်နော်ဆောင်သုံးလုံးခွန်ခွန်ပါပါနှစ်ခါနဲ့သူဖတ်တာထွက်လိုက်တော့အဲ့ဒီခွန်ပါဝါနှစ်ခါဆောင်းသုံးလုံးခွန်ခွန်ပါဝါနှစ်ခါနဲ့ထွက်တဲ့ကဏ္ဍသည်နော်ဒီ၅ဇွန်ထဲမှာလာထွက်တဲ့ဟာဒီကဏ္ဍသည်၅ဇွန်ခုနှစ်ထဲကကဏ္ဍ เนาะဒီနေ့နေ့ဆိုတဲ့ခဏဒီနေ့နေ့လို့ဒီလာထွက်အဲ့ဒီမှာဇောင်းခွန်ပြီးနှစ်ခါပြီးဇောင်း၈၅၆ခွန်ဆိုဇောင်း၈ပါပါဆို3ခါလို့ရိုက်เนาะအဲ့၈ပါပါ3ခါလို့ရိုက်ပြီးထွက်တဲ့အဲ့ဒီခဏကလည်းဒီ၅ဆုံးခုနှစ်တဲ့ကိုဒီ၅ဆုံးခုနှစ်ထဲကနေခဏတက်ွက်3ခွန်နှစ်ဆိုတဲ့ခဏတက်ွက် ဒီလှမ်းပို့ခဲ့တယ်နော်အဲ့တော့နောက်ပိုက်ကတော့နောက်ပိုက်ကိုသူကအနေအားအငိမ့်နေပို့နော်ကျွန်တော်တို့ဒီ၄နှစ်နှစ်နှစ်နောက်ပိုက်ကဒီမှာ၄နှစ်နှစ်နှစ်နောက်ပိုက်တဲ့ပဲဒီမှာကျတော့၃နှစ်ခွန်ဆိုတဲ့ခွန်နောက်ပိုက်ကဒီမှာနှစ်၃ခွန်ဆိုပြီးခွန်နောက်ပိုက်နဲ့သူထွက်တယ်နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲကနော်ဒီ၅ဇွန်ခုနှစ်ထဲက 466ဆိုတဲ့ခဏနဲ့6နောက်ပိတ်အငိမ့်နဲ့ဒီနှစ်ထဲမှာဖတ်တယ်နော်ဖတ်တော့သူကဒီ3လုံးကကိုနော်ခွန်ပြီးပြီရှစ်ပြီးပြီကိုဇောင်း3လုံးကိုကိုပါပါ၄ခါနဲ့သူဖတ်တယ်646ဆိုတဲ့ခဏနဲ့ငါးဆုံးခုနှစ်ထဲကခဏနဲ့ဒီဖတ်သွားတယ်နော်ကျွန်တော်တို့ဖန်တော့ကဒီအချိန်မှာကျွန်တော်တို့ဖန်တယ်ชาวไทยຫນ ལ་ ောင်းຍောက်ຈ່າຍແມ່ອະປູພິດກະແມ່ເອີ້ຍດີກະນັ້ນໂຕເຈົ້າເຮົາວ່າດີນິເທ້ກະກະນັ້ນເນາະເຈົ້າເຮົາ ဖန်ကစားခဲ့တယ်မထွက်ဘူးဒီရောက်မှလာထွက်တော့ကျွန်တော်လည်းမေ့အဲသူ့အောက်မှာသူ့အောက်မှာကျွန်တော်မိတ်ဆွေတွေကြည်လိုက်သူ့အောက်မှာထွက်တဲ့ခန္ဓာကနော်သူ့ရဲ့ဒီဆောင်သုံးလုံးခွန်ဖြစ်လို့ခွန်ပါပါနှစ်နော်ဒီဆောင်သုံးလုံးခွန်ခွန်ပါပါနှစ်နဲ့အဲ့ဒီခန္ဓာကကျွန်တော်တို့၅ဆောင်ခုနှစ်တည်းကခန္ဓာတစ်ခွက် လာထွက်ပြေးသွားပြီးတော့သူ့အောက်မှာ51နောက်တွဲကိုထည့်စည်းသုံးလုံးကတေးလို့သူပုံလေးကစားတယ်နော်မင်္ဂလာညချင်းမဆရာဟုတ်ကဲ့ပါဆရာတာအေးနော်မင်္ဂလာပါကိုတေဟုတ်ကဲ့ပါဦးကြည်မင်္ဂလာပါဦးကြီးကျွန်တော်လဲအခုတွေ့တာလေးအခုချပြနော်အဲ့တော့သူကဆက်ပြီးတော့ပြီးနိုင်တယ်လို့ကျွန်တော်ကတော့ယူဆတယ် နော်ဒီဆောင်သုံးလုံးခွန်ခွန်ပါပါနှစ်ခါနဲ့ထွက်လိုက်တဲ့ကဏ္ဍဒီငါးဆုံးခုနှစ်ကကဏ္ဍလို့ဖြစ်ကမယ်ဖြစ်ပြီးတာနဲ့သူ့ရဲ့အောက်မှာတင့်ငါးနောက်တွဲအငိမ့်ကိုထည့်စည်းတော်သုံးလုံးကတင့်နဲ့သူခွတ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီငါးဆုံးခုနှစ်ထဲမှာဆောင်သုံးလုံးခွန်ပြီးတော့ဆောင်သုံးလုံးကို ရှစ်လို့ရိုက်တယ်ရှစ်ရဲ့ပါပါသုံးခါလို့ထည့်တယ်ဒီကဏ္ဍဒီငါးဆုံးခုနှစ်ထဲကကဏ္ဍသုံးခွန်နှစ်ကိုထွက်ခဲ့တယ် အဲ့ဒီလိုထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာ51နောက်တွဲအငိမ်ထွက်တယ်အဲ့ဒီတစ်ကိုထည့်စည်းတောင်းတော့ငါတစ်လို့သူထွက်တယ်နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာဇောင်းသုံးလုံးကခွန်ပြီးပြီးရှစ်ပြီးပြီးဇောင်းသုံးလုံးဒီမှာကိုးလို့ထွက်တော့ကိုးပါပါ၄ခါနဲ့ထွက်ထွက်တဲ့ကဏ္ဍလေးလေ၅ဇွန်ခုနှစ်တဲကကဏ္ဍ466ဆိုတဲ့ကဏ္ဍကိုသူကအကွက်ဆွေးနဲ့ကစားသွားတယ် အဲ့တော့သူ့အောက်မှာကျွန်တော်တို့50တဝဲလို့သာထည့်လိုက်တာနဲ့ထည့်စည်းတောင်သုံးလုံးကတစ်လို့ဖြစ်အောင်နှစ်ထိတ်စီရောက်လာမယ်။နှစ်5တစ်ဆိုတဲ့ကဏ္ဍတစ်ခွက်နော်ဒီကဏ္ဍကမနစ်ကတော့ကျွန်တော်မွေးခိုင်းနေ။ထွက်မလာဘူးတဲ့ဒီ။အဲ့တော့ဒီပွဲမြန်းထွက်မလာ။အဲ့တော့ဒီ5ဆုံးခုနှစ်တဲကနှစ်နောက်ပိတ်နေကဏ္ဍဒီ။နော်5ဆုံးခုနှစ်တဲကိုနှစ်နောက်ပိတ်အငြိမ်ထည့်တယ်။ထည့်တော့ဆောင်းသုံးလုံးခွန်ဖြစ်လို့ခွန်ပါဝါနှစ်ခါနဲ့ထွက်တယ်။ နော်သူထွက်ပြီးတာနဲ့သူထွက်ပြီးတာနဲ့ထဲစီတောင်သုံးလုံးကဆက်တစ်ကိုတင်းနောက်ပိတ်ငါးခါးနဲ့သူတွဲထွက်နော်အဲ့ဒီခဏငါတဲ့နေဦးကျွန်တော်ပြောလိုက်မယ်အဲ့ခဏငါတုံ့ပြန်စအဲ့ဒီခဏငါအဲဟုတ်တယ်နော်အဲ့ဒါကဒုတိယကခွန်ပြီးတော့ကျွန်တော်တို့ရှစ်လို့ရိုက်တယ်ရှစ်ပါဝါ၃ခါးနဲ့ထွက်တယ် ။ဟုတ်။ထွက်ပြီးတာနှစ်ထည်စီတောင်သုံးလုံးကို71လို့ဖြစ်ပြီးတော့15နောက်တွဲနဲ့ထွက်တယ်။နော်။ဒါဆိုရင်ဒီနေရာမှာတကွက်သေးထိုးရမယ်။ဆောင်းသုံးလုံးကကိုလို့ထွက်လိုက်တာနဲ့ကိုပါပါ၄ခါနဲ့ထွက်ပြီးဒီကဏန်းဒီငါးဆုံးခုနှစ်ကကဏန်းကိုလာထွက်ခဲ့လို့သူ့ရဲ့အောက်မှာထိတ်စီတောင်သုံးလုံး71ဖြစ်အောင်ကျွန်တော်တို့ကနှစ်ထိတ်စီထည့်ပြီးတော့51နောက်တွဲကတ်လိုက်တာနဲ့ နှစ်ငါးတစ်ဆိုတဲ့ကနေတကွတဲ့ရเนาะအဲ့ဒီ၄၃ညကိုကအဲ၄ကို၄ရမနေ့ကဒီနေရာမှာကျွန်တော်ပြောခဲ့တယ်เนาะဒါပေမဲ့အချိန်ဖိုင်းမဲ့ဆိုရင်တော့ဒီနေရာမှာလဲသူကထွက်လို့ရသေးတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေစဉ်းစားကြပါဗျာเนาะကျွန်တော်တော့ဒီကနန်းကိုကြိုက်တယ်ကို၄ကိုကြိုက်တယ်ကို၄၆ကြိုက်တယ်เนาะမနေ့ကအဲ့မှာကို၄၆ကိုကျွန်တော်ရေးပြီးပြီးတော့စိုက်ကိုပြောဖို့မေ့သွားတယ် ိုက်ကိုပြောဖို့မေ့သွားတယ်ဆိုတော့မနေ့ကကျွန်တော်ပြောခဲ့တာကကျတော့ဒီငါးနောက်ပိတ်ဒီငါးထိတ်လို့ပြန်ကြရင်ခါတုခါနေကြမယ်เนาะငါးထိတ်စီဆောင်းมาပဲထွက်မယ်တုံညာနောက်ပိတ်ကြောင့်ပရိတ်တုံညာနဲ့ထွက်မယ်เนาะကျွန်တော်ပြောခဲ့တယ်အဲ့ဒီနေရာမှာဒီငါးဒီငါးထိတ်လို့ပြန်ပေါ်တော့ဟာဒီတုံညာနောက်ပိတ်ကြောင့်မြန်တုံညာပရိတ်နဲ့ထွက်သလားเนาะဒါလေးတစ်ချက်ဟာနေ အဲ့ဒီနှစ်ကနှစ်ထိတ်လို့ပြန်ပေါ်တော့နှစ်ထိတ်စီရဲ့ဇောင်းမှာပဲပေါ်တယ်ခါတူခါနဲ့ပေါ်တယ်တက်နောက်ပိတ်ကြောင့်ပြိတ်တက်တယ်အဲ့ဒီမှာလဲသူ့ရှေ့နှစ်နှစ်မှာတက်ပိတ်ခဲ့တော့ပြိတ်တက်လာနော်ဆိုအဲ့လိုမျိုးဖြစ်ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက်ကြည်ရမှာကတစ်ချက်ကြည်ရမှာကအခုဒီကိုယ် ကျွန်တော်တို့ကဒီကိုးထိတ်စီဆောင်းမှာကိုးထိတ်လို့ထည့်လိုက်တာ ਨੇ ခါတူခါနှစ်နောက်ပိတ်ကြောင်ဗရိတ်နှစ်ဆိုကိုးလေးကိုအဲ့ဒီမှာကိုးလေး6ကိုလည်းကျွန်တော်တို့ရန်အမယ်လို့ပြောလိုက်တယ်เนาะဘာလို့ပြောတော့ဆိုတော့မနစ်ကနှစ်ဦးမှာကိုးနောက်ပိတ်ခဲ့လို့အဲ့ဒီကိုးနောက်ပိတ်ဒီဒီကိုးထိတ်ပြန်ပေါ်လိုက်ရင်ဗရိတ်ကိုးနဲ့ပေါ်မှာလားဆိုရင်ခါတူခါလေးဖြစ်ကမယ်ဆိုရင်ကိုးလေး6ဆိုတဲ့ဟာဒီကနန်တစ်ခွက်เนาะဒါရန်ပြအောင်ရန်ထားလိုက်ဟုတ်ပြီလား နော်အဲ့တော့51အတွဲကို51နောက်တွဲကို깟ထိုးမယ်ဆိုရင်မနေ့ကကျွန်တော်ပြောခဲ့တယ်551ရေ251ရေနော်ဒီခုနကွက်ပဲကျွန်တော်တို့ထိုးလိုက်တာနော်အဲ့တော့251ကတော့အခုမှပြလိုက်တာစာရွက်ထဲမှာမပါသွားဘူးရေးထားတဲ့ထဲမှာနော်အဲ့ကွက်ကိုကြည့်ချက်ပြီးတော့ထိုး လေးကိုလေးอ่ะဒီပွဲမှာမဲလေးကိုလေးမဲပေးဘူးဆိုရင်လေးကိုလေးဒီပွဲမှာလည်းဒါထိုးလို့ရတယ်เนาะဒါပေမဲ့ तू ကတော့မွေးဆိုင်ဖြစ်နေတယ်အခုကျွန်တော်တို့ဒီ940ဒီဒီမှာလာထွက်တယ်เนาะအဲ940ကနေအောက်ကို3ပွဲကြော်တန်းတန်းဆင်းလာလဲ3ခုနှစ်ကလည်းအဲ့ဒီမှာလာထွက်တယ်เนาะအဲ तू ကနေပြီးတော့အောက်ကို3ပွဲကြော်တန်းတန်းဆင်းလာလိုက်လို့ရှိရင်ကိုလေးလေးဆိုတဲ့ကဏ္ဍဒီဒီနှစ်ထဲမှာထွက်ဖို့ရှိတယ် ပုံခွန်းနေစင်းတဲ့အချိန်ကမှထွက်မယ်ဆိုဒီပွဲအဲ့လိုမှမဟုတ်ဘူးကြိုထွက်မယ်ဆိုရင်ဒီပွဲမှာအခုကျွန်တော်ပြတဲ့အတိုင်းပူလီလီကထွက်သွားလို့ရတယ်နော်အဲကျွန်တော်ညီတော်မောင်ကလည်းဖော်မွေးနဲ့တိုက်တယ်အကိုကြီးတဲ့ကိုလီကိုပါတယ်ဆိုတော့အဲအဲ့ဒါတော့ကောင်းတာပေါ့လို့နော်အဲကြိုက်ရင်ကြိုက်ရင်ပေါ့လေမကြိုက်တော့လေဖယ်လိုက်ပေါ့ဟုတ်တယ်မလားအဲ့ဒီကိုထိတ်ကို၄ခါနဲ့တစ်အပိတ်နဲ့လဲတွဲသွားမှလဲကြောက်ရသေးတယ်နော်ကို၄တစ်ဆိုပြီးထွက်သွားမှလဲကြောက်ရသေးတယ် သူကခွက်ကြတာအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီ90 5ဆွန်းနဲ့ခုနှစ်ထဲမှာတက်နောက်ပဲကြတာနဲ့91နဲ့တွဲတာဟုတ်နော်အဲ့ဒီ5ဆွန်းနဲ့ခုနှစ်ထဲမှာလည်းလူလူပဲတက်နောက်ပဲကြတာနဲ့91ကအတွဲလိုက်ထွက်တာနော်အဲ့သူကအတွဲလိုက်တည်ထွက်တယ်ဆိုတဲ့အခါကျတော့အဲ့ဒါကောင်ကနည်းနည်း short ရှိတယ်ပေါ့လေနော်အခုဒီဘွဲမှာအဲ့ဒီတင့်နောက်ဘိတ်ကသူက ေးလာခဲ့ရင်ငါအဲ့လိုမျိုးငါငါလေးတက်ဆိုတဲ့ကဏ္ဍမျိုးကြီးဖြစ်သွားမှာဆိုလို့အဲ့ပါဦးနှစ်ငါတက်ဆိုတဲ့ကဏ္ဍကြီးဖြစ်သွားမှာဆိုလို့ဟုတ်လားအဲ့ဒီညပြတဲ့နှစ်ငါတက်ငါငါတက်နော်လေးကိုလေးတာမနေ့ကပြတာဒါဟိုဘက်နေ့ကပြတာနော်ဒီညကတော့ဒီကွက်ထပ်တိုးတယ်ဗောဗျာเนาะ2 5 1ဆိုတဲ့ကဏ္ဍလေး တက်ရင်ကစားပါနော်ကျဟုတ်ပြီအလုံးမဲဩနေုံကျွန်တော်ညီတော်မောင်ကအကိုတဲ့66 1ကဘယ်ဆိုင်ကဖမ်းလာတော့လဲ66 1ကညစကားတဲ့ထဲပြောပြီးတော့စိုက်မပြတော့အဲသူကအဲ့ကနန်းကြိုက်လို့တဲ့ဆိုတော့အဲ့ဒါဆို66 1ကိုကျွန်တော်တို့ပြ66တက်ကကျွန်တော်နှစ်ကတ်နဲ့အတွေးလိုင်းနဲ့ဖမ်းတာမို့လို့ကျွန်တော်မပြောပြရနော်ကျုပ်ဒီငါးစုံနောက်နှစ်ကတ်မှာ ျွန်တော်တို့ကစားကြည့်လိုက်ဒီနော်နှစ်ဦးမှကျွန်တော်တို့ဘွာ၄ရိုက်တယ်အဲ့ဒီဘွာ၄ရအဲ့ဒီနှစ်ထဲမှာလေးထိပ်စီတစ်လုံးနှစ်လုံးမြောက်ကြလိုက်အဲ့ဒီလေးထိပ်စီနှစ်လုံးမြောက်ကြရင်ဇောင်းသုံးလုံးကကိုနော်နောက်တော့သုံးလုံးကခွန်လေးထိပ်စီပေါ့နောက်တော့ဇောင်းသုံးလုံးကိုပဲယူလိုက်တော့ဒီလေးထိပ်စီဇောင်းသုံးလုံးကကိုအဲ့ဒီလိုထွက်တာနှလုံးမြောက်ခဏကနော်၄နှလုံးမြောက်ခဏ အဲ့ဒီ၄ရနှစ်ဥမှသူကဘာ၄ရခဲ့အဲ့အဲ့ဒီ၄ထိပ်စီးရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီနောက်ပိတ်တူနောက်ပိတ်နဲ့နော်လာထွက်တဲ့ဟောဒီကဏ္ဍကကျွန်တော်ဒီ၅64နဲ့အချိန်ကိုက်နော်564အပေါ်ကနေ1 2 3 4 5 6 8အချိန်သွားဒီကနေသူနဲ့တက်တက်မှာထွက်တယ်ခဏ564နဲ့တက်တက်မှာထွက်တယ်၄ထိပ်စီနှလုံးမြောက်ကြာထားတဲ့အောက်မှာထွက်တယ်ခဏဒီနောက်ပိတ်တူနောက်ပိတ်နဲ့ထွက်တယ် အဲ့ဒီကဏ္ဍကကျွန်တော်တို့ကိုးစွန်းနဲ့ဟူးနှစ်ထဲကကဏ္ဍနော်ကိုးစွန်းနဲ့ဟူးနှစ်ထဲကကဏ္ဍနော်မှတ်ထားကိုးစွန်းနဲ့ဟူးနှစ်ထဲကကဏ္ဍအဲ့ဒီမှာသူကဒီလိုကိုးကိုးရှစ်လို့ဆိုထဲစီသုံးလုံးတခါတည်းဇောင်းထိုးပြီးထွက်တာဟုတ်နော်အဲ့ကျွန်တော်တို့အခုဒီနေ့ဥမှာကျွန်တော်တို့ဂွား6လို့ရိုက်အဲ့ဒီ ग्वा 6ဒီ6ထိပ်စီဒီမှာတလုံးကြတယ်နောက်ထပ်တလုံးကြတော့ဒီမှာ အဲ့မှာလေသူကဒီဇောင်း6လို့ကြာတယ်ပဲနောက်ထောင်3လုံးခွန်နေကြတာပဲเนาะအဲ့အဲ့6ထည့်စီးရဲ့အောက်မှာထွက်တဲ့ခဏကျွန်တော်တို့4 5 6ကနေ1 2 3 4 5 6ခုနှစ်ကြိမ်မှာထွက်မဲ့ခဏ5 6 4เนี่ยအကြိမ်ခိုင်းမှာထွက်မဲ့ဟာဒီခဏန်းဒီ6 6 1เนาะ6 6 1 7 6ဆိုတဲ့ဒီခဏန်းနှစ်ကွက်ယူလို့ရတယ်ပဲကွာเนาะအဲ့ဘာလို့အဲ့မှာ6 6 6ကိုထည့်တယ်လဲဆိုအဲ့ဒီ6 6 6 ကျွန်တော်တို့၉ဇွန်၉နှစ်ထဲကကနန်းဖြစ်ကြတယ်။ဘာလို့၉ဇွန်၉နှစ်ထဲကအဲ့ဒီ၈၁၆ကိုယူလဲဆိုတော့သူကအဲ့ဒီ၉ဇွန်၉နှစ်ထဲမှာတင့်နှက်ခတ်၈ထိတ်လို့ယူရိုက်တာ။ဒီနှလုံး၉ကိုဒီနှလုံး၄လို့ရိုက်ပြီးအဲ့ဒီ၄ကပဋိ၄လို့ထွက်တယ်နော်။သူ့ရဲ့ဇောင်းမှာမှာ၈တနှလုံးပြန်၉တာ။ဒါဆိုရင်ဒီ၉ဇွန်၉နှစ်ထဲမှာလည်းရှိလားရှိတယ်။ 5 6 4တာအဲ့ဒီ4ကိုသူ့အောက်မှာပြိတ်4တာသူ့ဇောင်းမှာ8ထိပ်ဒီ8နှက်ကတစ်အပိတ်ဒီနှလုံးကိုသူကပြန်ပြီးတော့6လို့ပြန်ထည့်တာနော်အဲ့တော့အဲ့ဒီ8ကစကြတဲ့8တစ်နှက်ခ8ထိပ်စကြတာကျွန်တော်ဒီမှာလဲတစ်နှက်ခ8ထိပ်ကစကြတာဘောမှမရှိဘူးအဲ့ဒီ8ဒီနောက်ထပ်တစ်ချိန်8လို့ပြန်ကြရင်တစ်ရဲ့ပါဝါ at 8 ဒီ၈တက်ဒီနောက်ထပ်ဒီ၈တက်နောက်ထပ်တစ်ချိန်၈လို့ကြာရင်ဟဲ့တက်နဲ့တွဲပြီးတော့ကြာနော်၈တက်အတွဲလိုက်ကြာဒီ၈တက်ကနောက်တစ်ချိန်၈ထိတ်လို့ပေါ်ရင်၈တက်အတွဲလိုက်ထွက်တယ်ဒါလိုပဲဒီ၈တက်ဒီနောက်တစ်ချိန်၈ထိတ်စီးလို့ပေါ်လိုက်ရင်၈တက်အတွဲလိုက်ပြီးထွက်တယ်နော်ထွက်တော့အဲ့ဒီကောင်ကဒီ6 6 9 669လို့ထည့်စီ3လုံးတန်းထားတဲ့ငင်းကုန်မှာထွက်ထားတဲ့ကံလဲနော်ဒီလိုပဲ669လို့ရိုက်ပြီးသူ့ဆောင်မှာရှစ်ထည့်စီနှလုံးမြောက်ကိုတစ်ခါနဲ့ထွက်တာ669ထည့်စီ3လုံးတန်းတဲ့ငင်းကုန်မှာရှစ်ထည့်စီကိုတစ်ခါနဲ့ထွက်တာအဲ့ဒီရှစ်ဒီနောက်တစ်ချိန်ရှစ်လို့ပြန်ပြုတ်ကြရင်6နဲ့တွဲထွက်တာတစ်ရဲ့ပါပါ6နဲ့တွဲထွက်တာနော်အဲ့ဒီရှစ်တီလေနောက်တစ်ချိန်ရှစ်ထိတ်လို့ပြန်ကြ၆နဲ့ပဲတွဲထွက်တယ်နော် ြစ်ရပါวะ6နဲ့တွဲထွက်တယ်ထွက်ပြီးတာနဲ့အဲ့မှာ8 9 3လို့ထောင်တာပဲအဲ့ဒီ8ကနောက်ထပ်တစ်ချိန်3လုံးမြောက်ကြလိုက်တာနဲ့တည့်ရပါวะ6ခါနဲ့ကြပြီးတော့8 9 3လို့ထောင်နော်8 9 3လို့ထောင်နော်8 9 3လို့ထောင်အဲ့အဲ့ဒီထောင်တဲ့ကောင်လေးဒီဘက်မှာ6နှစ်8တွေပါနေတဲ့သူကထောက်ထားတာတွေရှိသေးတယ်เนาะဒီနှစ်ကွက်ကအဲ့အဲ့ဒီမှာကျွန်တော်လိုချင်တာကဒီ669 ခြစ်တဲ့နက်ခတ်အတွဲလိုက်ကနန်းဒီကနန်းသည်ကိုစုံကိုနှစ်ကနေပြီးတော့ကျွန်တော်တို့ငါးစုံနဲ့ခုနှစ်မှာနောက်ပိတ်နှလုံးထောင်ပြီးဆောက်ငါးလေးနဲ့အကျင်ခိုက်လေးထိတ်စီနှလုံးမြောက်ရဲ့အောက်မှာထွက်မယ်ဆိုရင်ထွက်တဲ့အချိန်မှာကိုကိုရှစ်လို့ထက်သေးသုံးလုံးတန်းပြီးထွက်မယ်ဆိုရင်ဘောနော်ဆိုရင်ဘောနော်ကျွန်တော်ကလည်းအဲ့ဒီတနောက်ပိတ်နှလုံးထောင်မယ်ကိုကိုရှစ်လို့ ထည့်စီသုံးလုံးတန်းပြီးထွက်မယ်6 5နဲ့အချိန်တိုင်းမှာထွက်မယ်အဲ့ဒီကဏ္ဍဒီ6ထည့်စီတစ်လုံးမြောက်နှစ်လုံးမြောက်ကဏ္ဍ6 8 6ဆိုတဲ့ကဏ္ဍဒီမှာ6 8လို့ထွက်ဟုတ်ပြီအဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲက1နှစ်ခါ6ထည့်စီစားကြတယ်6နှလုံးမြောက်ကဏ္ဍဒီသူ့ရဲ့နှစ်ခါ1နဲ့တွဲထွက်တယ်6 3လုံးမြောက်ကဏ္ဍက1ရဲ့ပါပါ6ခါနဲ့ထွက်တယ်ထွက်လိုက်တော့အဲ့ဒီမှာ6 69လို့ထည့်စီ3လုံးတန်းနေသူ့ရဲ့မြင်းကုန်ကအဲ့ဒီ186 8ထည့်စီ2လုံးမြောက်ကဏ္ဍနော်ဒီကဏ္ဍသည်ဘိုးဆုံးဟူနှစ်ကနေပြီးတော့ငါးဆုံးဟူနှစ်ထဲကို6ထည့်စီ2လုံးမြောက်ရဲ့အောက်ဇောင်း3လုံးကိုလို့ရိုက်ထားတဲ့အောက်မှာ6ဆိုပြီးတော့ထည့်စီ3လုံးတန်းပြီးတော့6ထည့်စီအငိမ့်နဲ့ နော်တနောက်ပိတ်နဲ့ထွက်သွားမယ်ဆိုရင်ဒီကနန်းနောက်ပိတ်တူနောက်ပိတ်နဲ့ကြမယ်ဆိုရင်ဒီကနန်းနော်နှစ်မျိုးတော့ထိုးလိုက်ထားလိုက်မလားနော်အဲကျွန်တော်မိတ်ဆွေတွေကျွန်တော်ကညာစာနဲ့ပဲကောက်ရေးပြီးခဲ့တာဒီကနန်းလေးလေးရန်ထားပါ6 6သူကအဲ့ဒီဖြစ်စဉ်ကျွန်တော်လိုက်ကြည့်တယ်နော်ဒီနှစ်ကတည်းရှိတာ ီနှစ်ကတည်းရှိတာဒီ481ဒီမှာ481เนาะဒီနှလုံးက4ဒီနှလုံးက4ရှစ်ထိပ်ဒီစကြတယ်ရှစ်ထိပ်ဒီစကြတယ်အဲ့ဒီစကြတဲ့ရှစ်ထိပ်စီဒီနောက်တစ်ချိန်ရှစ်ထိပ်လို့ပြန်ကြတယ်ရှစ်တတွဲတယ်ရှစ်တတွဲတယ်เนาะအဲ့ဒီရှစ်တအတွဲဒီကြတော့669တန်းနဲ့မြင်းကုန်ဒီမှာ669တန်းနဲ့မြင်းကုန်မှာကြတယ် အဲ့ဒီရှေ့နောက်တစ်ခါပြန်ကြတော့893လို့ထောင်းတယ်893လို့ထောင်းတယ်86အတွဲလိုက်ထွက်တယ်86အတွဲလိုက်ထွက်တယ်ဟုတ်အဲ့ကျွန်တော်တို့ကကြားလိုက်ကောင်ကထွက်ခဲ့တယ်81အတွဲလိုက်နဲ့ခဏန်းကိုဒီနှစ်ထဲဒီပွဲကို654နဲ့အချိန်ခိုင်းမှာကျွန်တော်ထဲ6ထိပ်စီနှလုံးမြောက်ဇောင်း3လုံးကိုလို့ဖြစ်ထားတဲ့အောက်မှာနောက်ပိတ်တူနောက်ပိတ်နဲ့ထဲမယ်ဆိုရင်ဟောဒီခဏန်း76ဆိုတဲ့ခဏန်း တကွเนาะမဖြစ်မနေကစားလို့ရเนาะအဲညကကျွန်တော်ပါဇက်ကကောက်ပြောတော့မနေ့ကကျွန်တော်စီကိုထိုက်ခန်းဆိုင်ကိုပြပေးပါဘူးတဲ့အဲကောင်ကိုကြိုက်နေလို့ရเนาะဟိုတမမကြီးကတမမကြီးကဆရာကြီးကိုတန်ချောင်းကလည်းအဲ့ဒီခန်းကိုကြိုက်တယ်ဆိုလို့ကျွန်တော်အဲ့ဒါလေးပြပေးရခြင်းဖြစ်တယ်เนาะခုနကကဏ္ဍလေးထည့်ရေးလိုက်ပါဦးမယ် နှစ်၅တက်နှစ်ငါတက်တက်နော်နော်အဲ့တော့ရှစ်တက်၆ရှစ်၆တက်တက်ကနောက်ဘိတ်ကိုလည်းမစိတ်မချရလို့နော်ခုနကကျွန်တော်ပြတဲ့ line ကသူကတက်နောက်ဘိတ်တလုံးနဲ့ကောက်ရိုက်သွားလို့ရတယ်ဒီ line ကနော်အဲ့သူကြပြီးတွေ့အောင်မှာ ရှေ့ပေါင်းခွန်ကိုနော်တို့ရှေ့ပေါင်းခွန်9နောက်ပိတ်ဒီမှာရှေ့ပေါင်းခွန်4နောက်ပိတ်ရှေ့ပေါင်းခွန်3နောက်ပိတ်ဒါမျိုးတွေပေါ့နော်ပြန်ကြမရှိဘူးကျွန်တော်ပြန်ကြစိတ်နာလို့ဗျာကျွန်တော်ဖမ်းရင်မလာဘူးကျွန်တော်မဖမ်းရင်ထွက်ထွက်လာတယ်အဲ့ဒါကြောင့်မို့လို့ပြန်ကြနေကိုလေကုံမောင်းမနေတော့ပြီးခဲ့တဲ့ဘွဲကလည်းအဲ့ပြန်ကြနေပဲကုံသွားတာတော့မနေ့ကကျွန်တော်မပြောတော့တာဘယ်လိုလုံးဆိုတော့ site ကိုကျွန်တော်တို့ဒါ၉ထိပ်ဈေးတိုင်းလို့နော်၉ထိပ်၉ထိပ်ဒီမှာ၉ထိပ်၉ထိပ်အဲ၆ထိပ်က၆ထိပ်တစ်ခါဒီ၉ထိပ်က၉ထိပ်မလားနောက်တစ်ခါဒီ၈ကထိပ်ဒီ၈ကထိပ်အခုဒီမှာ၉ဖြစ်သွားလို့ဒီ၉ကထိပ်မလားအဲ့လိုမှမဟုတ်ရင်၈ထိပ်ပဲထိပ်မလားနော်ဒါမျိုးလေးတွေရှိတယ်နောက်ဒီနေရာမှာကျွန်တော်တို့နော်ဗရိတ်လေးဗရိတ်လေးဗရိတ်လေးနော်အဲ့ဒီဗရိတ်လေးတွေက အောက်တပွဲကျော်မှ၄ပါဝါကူအောက်တပွဲကျော်မှ၄ပါဝါကူအောက်တပွဲကျော်မှ၄ပါဝါကိုဆိုရင်ဒါကိုသုံးလုံးတမ်းပါလို့လေရတယ်နော်68ပဲပြည့်တယ်อืมနော်အဲ့တော့မတည်ဘူးပေါ့လေနော်အဲ့ဒီကိုကိုဒီနေရာမှာထည့်လိုက်တာ ਨੇ နော်ကျွန်တော်တို့က ဘယ်လိုပြောမလဲသူကထိတ်စည်းကနောက်ပိတ်နော်ကျွန်တော်ဒီနေရာမှာ6 4 6ကိုကျွန်တော်ထည့်ရတဲ့အကြောင်းဒီထိတ်စည်းနောက်ပိတ်နော်ဒီနှစ်ထိတ်စည်းနောက်ပိတ်အခုဒီမှာဆိုဟဲ့ဒီ6ထိတ်စည်းဒါနောက်ပိတ်ဆိုထည့်သွားရင်ဒါ6 4 6ဆိုတဲ့ကနေမျိုးလေးဖြစ်သွားလို့ရတယ်နော်ဒါတည်းလွယ်လွယ်လေးတွေပဲမပေးဘူးလို့လည်းဘာမှမပြောရဘူးမပေးဘူးလို့ မပြောရဲဘူးဆိုဒီနေရာတွေရတာလေးပြိတ်သုံးချက်တန်းသွားတာတွေเนาะဒါမျိုးလွယ်လွယ်လေးတွေပေါ့ရှိတယ်နောက်ခါတုခါတွေအောက်ကလိုင်းမှာရှိသေးတယ်ခါတုခါလိုင်းနေရှိတယ်အဲဒီကကျွန်တော်ဒီစာရွက်နဲ့ပြဒါတွေဆိုရင်ဒီအောက်ကเนาะဒါတခါတုခါအကျင့်ကြီးတွေတခါတုခါအကျင့်ကြီးတွေတက်လာရင်ဒါခါတုခါအကျင့်ကြီးတွေเนาะတက်လာလို့ရတာပဲ နောက်ဒီ6ထိပ်နော်ပရိတ်406ထိပ်နော်ပရိတ်406ထိပ်နော်ပရိတ်4 4ပါဝါ6ထိပ်6ထိပ်စီ3လုံးတန်းသွားလို့ရတာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်မို့ညကျွန်တော်946ကိုထည့်ပြောအဲဒီနေ့ဥပပရိတ်6 6ထိပ်စီပြန်ပေါ်ရင်ဒီ6နောက်ပဲကြောင်းပရိတ်6လို့ပေါ်ပါမယ်ဆိုရင်အဲ့ဒါ946ဖြစ်သွားမှာပဲနော် 946ဖြစ်သမလားအခုကျွန်တော်ပြောတဲ့716ဖြစ်သွားမလားပေါ့ဗျာနော်ဒါအပူစိုက်လေးတွေကျွန်တော်ဟိုလိုက်ရှစ်ဒီလိုက်ရှစ်နဲ့အပူစိုက်ကလေးတွေကျွန်တော်လိုက်ရှစ်ထားတာနော်ကျွန်တော်တို့ဒီ break ခွန် ခွန်ပါတဲ့အဘူးဒီဗရိတ်ခွန်ခွန်ပါတဲ့အဘူးနော်ဒါဆိုရင်ဒီမှာဗရိတ်၄ဒီမှာ၄ပါတဲ့အဘူးအဲ့ဒီကောင်ကဒီဗရိတ်၆၆ပါတဲ့အဘူးဒီဗရိတ်ခွန်ခွန်ပါတဲ့အဘူးဒီဗရိတ်၈၈ပါတဲ့အဘူးလို့လည်းယူလို့ရတယ်၄ခါကထိတ်လား၉ခါကထိတ်လား၆ခါကထိတ်လားနော်အဲ့လိုမျိုးတွေလည်းယူလို့ရတယ်ဒီနေရာမှာ၄ပါတဲ့အပူထွက်လိုက်ရင်ကိုတုတဝံကြီးရယ်အဲ့ကြောင့်မို့လို့ လေးပါတဲ့အပူးဆိုရင်ကျွန်တော်ခုနကကနေနော်ကိုလေးကိုဆိုတာလေခါတုခါဝန်ကြီးပြန်မစင်းသေးဘူးတဲ့အင်းဒီပွဲစင်းမှာပဲကိုလေး6 7 4 6တို့ပါတို့လဲထက်ထိုးပေါ့ဗျာရှစ်ထိတ်နေနော်ကဲ